ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ဗျ မနက်ကလည်းတက်ကထိတ်ပါဆိုမှနောက်နောက်ပိတ်လာတယ်ပေါ့နော်ကျွန်တော်တို့တက်ခွန်တကွက်ကောင်းဆိုပြီးပေးရတော့လွဲတယ်ပေါ့နော်မနက်ကဆိုလည်းတက်တင်နေကျွန်တော်၅ကွက်လောက်ပါတယ်ပေါ့နော်ဟောနဲ့မင်္ဂလာပါပြည့်စုံပါသေးတယ်ဟုတ်ကဲ့ပါဗျာဆိုးဝင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာကိုနေ ခန်းတောင်းလို့ဆရာမနေ့ကဗရိတ်လေးတဲ့ဟုတ်ကဲ့ပါဗျာနော်ခန်းအောင်ပါဗျာနော်မနေ့ကဗရိတ်လေးဟုတ်ကဲ့ပါဗျာအောင်မမောရမင်္ဂလာပါမောင်လေးဟုတ်ကဲ့မင်္ဂလာပါဗျာ တော့ဒီမှာ၈ရက်၁ရက်ဒီရက်၁ရက်ပေါ့နော်ဒီ၃လုံးပုံကျင်းဒီ၃ညဖြစ်လို့၃ညရဲ့ပါဝါဒီ၅၃ညရဲ့နှက်ခတ်ဒီခွန်း၅ခွန်းဒီကျွန်တော်ဒီမှာအချိန်မြတ်ဒီမှာ9ခွန်းအချိန်မှာခွန်း6ထွက်တော့ခွန်းထီလေဗျ။ ်ဒူတာရအားပေးနေပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အားပေးမှုတွဲကျေးဇူးတင်ပါတယ်ဗျာဥမောင်ကြီးရဲ့မင်္ဂလာပါတာလေးတဲ့ဟုတ်ကဲ့ပါဗျာနော်မင်္ဂလာပါဗျာဒီလိုဆိုရဲဘယ်တတ်နိုင်မလဲတဲ့ဖြစ်တတ်ပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဒါဆိုကျွန်တော်ဒီမှာနှစ်ရခွင်ရပေါင်းချင်းဒီကိုကိုနဲ့ဒီရကိုနဲ့ပေါင်းတော့ရှစ်ဒီသုံးလုံးပေါင်းချင်းဒီရှစ်ဖြစ်လို့ရှစ်ရပါဝါဒီသုံးရှစ်သုံးဟော sorry ဗျာနော်ရှစ်ရပါဝါဒီသုံး ရှေ့ရဲ့နက်ခတ်တီ3 1တီကျော်ဒီမှာအချိန်ပြကျော်ဒီမှာ3တက်အချိန်မှာလဲ4 3ထွက်တော့3ထီတယ်ဗျကျော်ဒီမှာတော့1ချိန်2ချိန်တွဲရင်တော့အပြီးပေါ့ဗောနော်ဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ8ရဲ့1ရဲ့ပေါင်းချင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့2ဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရဲ့ပါဝါဒီခွန်း2ရဲ့နက်ခတ်ဒီ4ခွန်း4ဒီကျော်ဒီမှာအချိန်ဗျ ဒီခွန်လေးအချိန်မှာလဲခွန်သုံးထွက်တော့ခွန်ထိတယ်ဗျဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ6ရက်9ရက်ပေါင်းခြင်းဒီ9 9နဲ့ဒီက3နဲ့ပေါင်းတော့8ဒီ3လုံးပေါင်းခြင်းဒီ8ဖြစ်လို့8ရက်ပါဝါဒီ3 8ရက်နှက်ခတ်ဒီ3 1ဒီကျွန်တော်ဒီမှာအချိန်ဗျဒီ3 1အချိန်မှာလဲ10ထွက်တော့ကျွန်တော်တို့1ထိတယ်ဗျ ဒါဆိုရင်ကျော်ဒီဝန်ကျင်းလိုင်းလေးရထပ်ပေးရင်ပေါ့နော်ကျော်ဒီမှာ9ရက်3ရက်ပေါင်းချင်းတီ၈၈နဲ့ဒီရ3ညနဲ့ပေါင်းတော့၈ဒီ3လုံးပေါင်းချင်းတီ၈ဖြစ်လို့၈ရက်ပါဝါတီ3၈ရက်နှက်ခတ်တီ3တက်တီလဲကျော်ဒီမှာချိန်ပြအလုံးမဲ့ဒီဝန်ကျင်းလိုင်းလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုင်းနှစ်သက်မှုရှိမှလည်း3 ယောဒီမှာဒီသုံးလုံးပုံချင်းတုံညာဖြစ်လို့တုံညာရဲ့ပါဝါ၅တုံညာရဲ့နှက်ခက်ခွင်၅ခွင်အချိန်မှာခွင်၉ဆိုတော့ခွင်ထိတယ်။နောက်တစ်ပင်ဒီခွင်နှစ်ကိုပုံချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါ၃၈ရဲ့နှက်ခက်ဒီ၃တဲ့အချိန်မှာလဲ၄၃ထွက်တော့၃ထိတယ်ဗျ။နောက်တစ်ပင်ဒီ၈၈၃ပုံချင်းဒီ၂ဖြစ်လို့နှစ်ရဲ့ပါဝါခွင်နှစ်ရဲ့နှက်ခက်လေးခွင်လေးအချိန်မှာလဲခွင်၃ထွက်တော့ခွင်ထိတယ်ဗျ။ နောက်တစ်ပင်ဒီ6ရက်6ရက်3ရက်ပေါင်းချင်းဒီ10ဖြစ်လို့10ပါဝါ3 10နှစ်ခက်တဲ့3 10အချိန်မှာလဲ10ထွက်တော့တစ်ထီတယ်ဒါကြောင့်မို့ဒီညနေမှာ3ရက်5ရက်3ရက်3လုံးပေါင်းချင်းဒီ10ဖြစ်လို့10ပါဝါ3 10နှစ်ခက်တဲ့ပေါ့နော်3 10ဒီအချိန်မှာဗျဒါဆိုကြောဒီမှာသူနဲ့တွေ့ရမယ်ဝမ်းကျင်းလေးပေါ့နော် ဒီမှာ2ရက်6ရက်7ရက်ဒီ3လုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရက်ပါဝါတီလေ6လေးဒီကျော်ဒီမှာအချိန်ပြတော့ဒီမှာ6လေးအချိန်မှာခွန်6ထွက်တော့6ထီတယ်ဒီမှာဆိုလဲ1ချိန်ဒီပေါ့နော်ကျွန်တော်တို့6လေးအချိန်5ခွန်အချိန်တွဲရင်ပြပောက်ပေးတယ်ဒီကခွန်ဒီက6နဲ့ခွန်6ဆိုပြီးတော့ထွက်တယ်ဗျာ ါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီ၈ရဲ့ခွန်ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီက9နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းခြင်းဒီ၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄9ဒီကျွန်တော်ဒီမှာအချိန်ပြကိုနေခံအောင်နဲ့အပူလာနိုင်လားတဲ့ဒီလေးကမနက်ကမပါဘူးတဲ့ဟုတ်ပါပြီဗျာနော်မနက်ကတော့မပါပါဘူးဗျာကျွန်တော်ဒီမှာ၄ကိုအချိန်မှာ၄၃ထွက်တော့၄ထီတယ်ဗျာဒီမှာလည်းကျွန်တော်တို့၄ကိုအချိန်၃တဲ့အချိန်တွဲရင်ပြပေါက်ပေးတယ်ဒီက၄ဒီက 3နဲ့4 3ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကြောဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီ6ရဲ့4ရဲ့ပေါင်းခြင်းဒီ3ညာ3ညာနဲ့ဒီက3နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့3ရဲ့ပါဝါတီရှိ3ရှိဒီကျွန်တော်ဒီမှာအချင်းဗျ။ဒီ3ရှိအချင်းမှာလဲခွန်3ထွက်တော့3ထီတယ်ဒီမှာဆိုလဲ1ချိန်2ချိန်ဒီ3ရှိအချင်းခွန်4အချင်းတွဲရင်ပြပေါက်ပေးတယ်ဒီကခွန်ဒီက3နဲ့ခွန်3ဆိုပြီးတော့ထွက်တယ်ဗျ။ ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်9ရဲ့ခွင်ရဲ့ပေါင်းခြင်းဒီနဲ့နှစ်နဲ့ဒီက3နဲ့ပေါင်းတော့9ဒီ3လုံးပေါင်းခြင်းဒီ9ဖြစ်လို့9ရဲ့ပါဝါဒီ3ညာ9 3ညာဒီကျွန်တော်ဒီမှာအချိန်ပြဒီ9 3ညာအချိန်မှာလဲ30ထွက်တော့3ညာထီတယ်ဒီမှာဆိုလဲ9 3ညာအချိန်3တဲ့အချိန်တွဲရင်လဲအပြည့်ပေါ့ပေါ့နော်ဒီက1ဒီက3ညာနဲ့30ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်ကျော်ဒီမှာ 9ရဲ့1ရဲ့ပေါင်းခြင်းဒီ6 6နဲ့ဒီရဲ့3ညနဲ့ပေါင်းတော့6ဒီ3လုံးပေါင်းခြင်း6ဖြစ်လို့6ရဲ့ပါဝါဒီတဲ6တဲ့ဒီကျော်ဒီမှာအချိန်မြတ်ဒါကြောင့်ကျွန်တော်ဒီမှာ6တက်အချိန်3တက်အချိန်တွဲရင်တော့အပေါ်ပင်တွေမှာတော့အပြည့်ပေါက်ပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ break line လေးပြပေးမယ်ဗျာ ပရိလိုင်းဒီကျွန်တော်တို့၄ရက်၂ရက်၃ရက်ရဒီသုံးလုံးပေါင်းခြင်းဒီ6ဖြစ်လို့6ရက်နှစ်ခတ်ဒီကို6 9ဒီကျွန်တော်ဒီမှာပရိပြကျော်ဒီမှာဒီ6ကိုပရိတ်ပေါ့နော်6ကိုပရိတ်မှာခွန်ကိုထွက်တော့6ပရိတ်ထွက်တယ်ဒီမှာဆိုကျွန်တော်တို့က6လေးအချိန်9ခွန်အချိန်တွဲရင်လည်းအပြည့်ပေါက်ပေးတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့6လေး9ခွန်ဆိုတဲ့ကီလေးလုံးကိုကျွန်တော်တို့6ကိုပရိတ်ရအောင်တွဲရင်လည်းခွန်နဲ့6ပရိတ်ဆိုရင်ကျွန်တော်တို့ခွန်ကိုပါမှာပေါ့နော် ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီလဲ3ရက်8ရက်ပေါင်းချင်းဒီ1နဲ့ဒီရ6နဲ့ပေါင်းတော့ခွန်းဒီ3လုံးပေါင်းချင်းဒီခွန်းဖြစ်လို့ခွန်းရဲ့နှက်ခတ်ဒီ3ညာခွန်း3ညာဒီကျွန်တော်တို့ဒီမှာပြိပတ်ဒီခွန်း3ညာပြိပတ်မှာလဲ4 3ဆိုတော့ကျွန်တော်တို့ခွန်းပြိပတ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့၄ကို၃တက်ဆိုတဲ့ကီလေးလုံးကိုခွန်တုံညာပရိရောက်အောင်တွဲရင်၄နဲ့ခွန်ပရိဆိုရင်၄၃ပါမယ်ကျွန်တော်ဒီမှာလည်း၄ကို၃တက်ပေါ့တွဲရင်လည်းအပြီးပေးတယ်ပေါ့နော် ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်တည်လဲ၄ရက်၆ရက်ပေါင်းကျင်းတည်၃ညာ၃ညာနဲ့ဒီရက်ခွန်းနဲ့ပေါင်းတော့ခွန်းဒီ၃လုံးပေါင်းကျင်းခွန်းဖြစ်လို့ခွန်းရဲ့နှက်ခက်တည်၃ညာခွန်း၃ညာတည်ကျွန်တော်တို့ဒီမှာပြိပယ်ပြဒီခွန်း၃ညာပြိမှာလဲခွန်း၃ဆိုတော့ကျွန်တော်တို့၃ညာပြိထွက်တယ်ဒီမှာလဲ၃ရက်အချင်းခွန်း၄အချင်းတွဲရင်လဲအပြီးပေးတယ်ပြိကခွန်း၃ညာပြိပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့၃နဲ့၃ညာပြိဆိုရင်ခွန်း၃ပါမှာပေါ့နော် ဒါဆိုရင်ကျော်ဒီမှာနောက်တစ်ပင်ဒီနှစ်ရ9ရပေါင်းချင်းဒီခွန်ခွန်နဲ့ဒီရ4နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းချင်းဒီ1ဖြစ်လို့1ရနှစ်ခက်ဒီ8 8ဒီကျော်ဒီမှာပြိတ်ပေါ့နော်ဒါကတော့ကျွန်တော်တို့မနေ့ရမှန်ခဲ့တဲ့ပြိတ်လိုင်းလေးပေါ့နော်ကျွန်တော်ဒီမှာ1 8ပြိတ်မှာ30ထွက်တော့1ပြိတ်ထွက်တယ်ဗျမနေ့ကတော့ကျွန်တော်ကဒီကောင်ကိုကျွန်တော်လုံးပိုင်းနေနဲ့ပဲယူခဲ့တာပေါ့နော်9ပိုင်းပဲယူပြီးတော့ကျွန်တော်ကပြိတ်လိုင်းနဲ့ချုပ်လိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ ငါးပါဝါတုံညာပါယူမှာပဲကျွန်တော်တို့မနေ့ကဆိုရင်30ပါမှာပေါ့နော်ဒါဆိုရင်ကျော်ဒီနေ့မှာပြိတ္တိ၄ရက်၅ရက်ပေါင်းချင်းဒီ၉၉နဲ့ဒီက9နဲ့ပေါင်းတော့6ဒီ၃လုံးပေါင်းချင်း6ဖြစ်လို့6ရက်နက်ခတ်ဒီ၉6 9ဒီကျော်ဒီမှာပြိတ္တိပြကျော်ဒီမှာ6 9ဒီပြိတ်ပေါ့နော်ဒီမှာဆိုရင်ကျော်တို့က6တက်အချင်းနဲ့3တက်အချင်းနဲ့တွဲရင်ပြီးပေါက်ပေးတယ်တကယ်လို့ အပြိပောက်ဆိုရင်တော့ကျွန်တော်တို့ brain နဲ့ကန့်ညီတာဒီ63ဒီတကွဲကောင်းပေါ့နော်ဒီကောင်းဒီတော့ပြန်ကြဖြစ်ပါလေဗျကိုမတို့ကျန်းနေတက်မှုရှိမှလဲတုံးပေါ့နော်ဒူးဒီမှာတော့အပိုင်ရလို့တော့မရှိဘူးဗျကျွန်တော်ကတော့ဒီမှာဒီ63ကိုပေါ့နော်ကျွန်တော်ခဏကြိုက်တာလေးနည်းနည်းစီပေးထားမှာပေါ့နော်ကိုမတို့အကြိုက်ပါရင်တော့3ဗျ ကျွန်တော်ကတော့ချောသုံးဒီတကွက်ကောင်းပေါ့နော်ကျွန်တော်ဒီမှာဒီတော့နောက်ပိတ်လိုင်းလေးပေါ့နော်ကျွန်တော်ဒီမှာတော့အလွယ်လေးပေါ့နော်ဒီနှလုံးပေါင်းချင်းခွန်ဒီနှလုံးပေါင်းချင်းခွန်ဒီနှလုံးပေါင်းချင်းခွန်လို့ထပ်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့က6ဒီနောက်ပိတ်ပေါ့နော်ကျွန်တော်ဒီနေ့မှာတော့အားနဲ့ကနန်းဒီကျွန်တော်က တခွန်ပောင်းခြင်း၈ဖြစ်လို့၈ဒီအာနေကနဘောနော်ဒီမှာလဲ၄တပောင်းခြင်းဒီ၅ဖြစ်လို့၅ဒီဒီမှာအာနေကနရော၆၉ပောင်းခြင်း၅ဖြစ်လို့၅ဒီလဲဒီမှာအာနေကနခွန်၃ပောင်းခြင်း၃ညဖြစ်လို့၃ညဒီဒီမှာအာနေကနဘောနော်၄၃ပောင်းခြင်းခွန်ဖြစ်လို့ခွန်ဒီဒီမှာအာနေကနမြဒီနေ့မှာလဲခွန်၃ညပောင်းခြင်းခွန်ဖြစ်လို့ခွန်ဒီကျွန်တော်အာနေကနဆိုပြီးတော့ယူထားတယ်ဘောနော်၄တက်ဆိုတော့၅တီလဲကျွန်တော်အာနေကနန်းမို့တက်ကိုတော့ကျွန်တော်၆ပြိတ်မတွဲထားပါဘူးဗျာ တကွဲကောင်းတီတော့ကျွန်တော်63ပေါ့နော်ဒီမှာ60 63 69 18 13 3ဘူး12ပေါ့နော်အကိုမတို့အကြိုက်ပါရင်တော့3ပါဗျမောဝါပီဘိုးတဲ့68ရဲ့40ရဲ့တဲ့ဟုတ်ကဲ့ပါဗျာနော်ဘရိတ်2ဘရိတ်ပေါ့နော်68 4ဘရိတ်40ဆိုတော့4ဘရိတ် ကျွန်တော်တို့အားနေကနေဟာ9ရက်ခွင့်ရေပေါ့နော်မှန်မှန်မှန်တော့မပြောတတ်ဘူးဒါကြောင့်မို့ကျွန်တော်ဒီမှာကျွန်တော်ကြိုက်တဲ့တရားလေးကိုတော့တွဲပြီးတော့ပေးထားတယ်ပေါ့နော်အကိုမတို့လည်းဒီထက်ရအကြိုက်ပါမှလည်းသုံးပါဗျဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်တွေ့ပြတဲ့ကဏန်းလေးဒီပေါကဏန်းလေးဖြစ်ပါသေးမယ်ဒီလေးတဲ့တင်ငါတရှိထိုးတဲ့ကျွန်တော်တင်ငါကတော့ကျွန်တော်အားနေကဏန်းယူထားတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်ငါ့ကိုတော့မထဲဘူးဗျာ ဒီမှာဒီဖြစ်သွားနိုင်တဲ့ break line လေးပေါ့နော်ကိုမတို့တော့ကျွန်တော်ပြပြလိုက်မယ်ကိုမတို့ကြိုက်နှစ်တက်မှုရှိမှတုံးပေါ့နော်ကျော်ဒီမှာတုံညာထဲ့ရဒီရခွန်ထဲ့ရပေါ့နော်တုံညာခွန်ပေါင်းချင်းဒီခွန်ဖြစ်လို့ခွန်နှက်ခတ်တုံညာခွန်တုံညာပြိတ်ဆိုလဲ၄3ဆိုတော့ခွန်ပြိတ်ထွက်တယ်ဗျဒီမှာကျွန်တော်တို့၃ထဲ့ရ၄ထဲ့ရ၃၄ပေါင်းချင်းဒီခွန်ဖြစ်လို့ ခွန်နှက်ခတ်တုံညာခွန်တုံညာပြိဆိုလဲခွန်တုံးဆိုတော့တုံညာပြိပြဒီမှာလဲကျွန်တော်တို့၄ထိပ်ရဲ့ညာနေခွန်ထိပ်ရဲ့၄ခွန်ပေါင်းခြင်းဒီတစ်ဖြစ်လို့တစ်နှက်ခတ်ဒီရှိတစ်ရှိပြိဆိုလဲဒီမှာကျွန်တော်တို့တစ်ပြိထွက်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့နှစ်တစ်ပေါင်းခြင်းဒီ၃ဖြစ်လို့၃နှက်ခတ်ဒီ၅၃၅ဒီလဲပြိတွေ့တယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာတစ်နဲ့ဆိုရင်တစ်နှစ်ရဲ့တစ်လေးရဲ့ဆိုပြီးပြန်ထည့်တာပေါ့နော် သုံးနေတော့ကျွန်တော်မပါလိုက်ဘူးပေါ့နော်ငါးပလိတ်တော့မပါလိုက်ဘူးပြအကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိရင်တော့ထဲပေါ့နော်ကျွန်တော်တော့ဒီမှာ6နဲ့ဆိုရင်ငါးပလိတ်6ကိုဆိုပြီးတော့ထည့်ထားတယ်3ပလိတ်ကတော့ကျွန်တော်ခွန်တီအားနဲ့ကနန်းလို့ယူဆတာဖြစ်တဲ့အတွက်6ခွန်တော့ကျွန်တော်လည်းမထည့်ဘူးပေါ့နော်တန်ချိုးလည်းအလေးရေးတဲ့ခွန်ကိုကြိုက်နေတာတဲ့ခွန်ကြိုက်ရင်တော့ထိုးလိုက်ပေါ့နော်ဘာမှတော့မဖြစ်ဘူးပြတကွက်ထဲဆိုတော့လည်းထိုးစင်ပါလေပြန်နော်ပရိတ်လိုင်းရံလည်းကျွန်တော်တို့ဒီမှာ ၃၅ပရိလိယလည်းတွေ့နေတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကံကောင်းကြပါစေဗျ channel ကို subscribe နဲ့တိတဲ့ကိုမရီယာလည်း subscribe နဲ့ပြီးပို့တောင်းဆိုပါတယ်အားလုံးပဲဘိုင်းမိုင်ပါအားလုံးပဲ